အစောပိုင်းကထွက်ပေါက်ခဲ့တဲ့သတင်းတွေအရဆိုရင်မြန်မာဖိုက်တာကြော်စော်ဝင်းဟာဒီအော်တိုဘာလကုန်ပိုင်းမှာကျင်းပသွားမဲ့ဝမ်ချမြန်ရှစ်ပြန်ပွဲမှာပါဝင်လာဖို့ရှိတယ်ဆိုတဲ့ညွှန်လင်းချက်တွေပြည်သက်တွေကြားမှာမြင့်တက်ခဲ့ရပါတယ်။ဒါပေမဲ့နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ပွဲစဉ်တွေမှာကြော်စော်ဝင်းပါဝင်မလာခဲ့ပါဘူး။လက်တလောထုတ်ပြန်ခဲ့တဲ့လာမယ့်တောက်ကြံည1 Friday fight ပြန်ပွဲတွဲဆိုင်မှာလည်းမြန်မာဖိုက်တာကြောင်းမှမပါဝင်လာတာကိုတွေ့ရပါတယ်။ပြည်သက်တွေအပေးဆောင်ညွန်နေကြတဲ့ ကျော်စာဝင်းရဲ့ပွဲဥထွက်ပွဲဟာပေါ်ပေါက်မလာခဲ့တဲ့အတွက်ကျော်စာဝင်းကိုယ်တိုင်ကလည်းပြည်သက်တွေကိုစိတ်မကောင်းဖြစ်အောင်နဲ့ပွဲပြတ်ရတဲ့အကြောင်းကိုရှင်းပြခဲ့ပါတယ်။ကျော်စာဝင်းရဲ့ရှင်းလင်းချက်အရတော့သူဟာအော်တိုဘာလအတွင်းဝမ်ချမ်ပီယံရှစ်မှာပွဲဥထွက်ထိုးဖို့နှိစက်ခဲ့ပေမဲ့ဆစ်စစ်တဲ့အချိန်မှာလက်ချက်မှုတွင်ရရှိခဲ့တဲ့ဒဏ်ရာအသေးလေးကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီတိုင်ဟာမပြင်းထန်ပေမဲ့ဆံဝန်ဖွဲ့ကကျော်စာဝင်းရဲ့အနာဂတ်အတွက်စိုးရိမ်နေတဲ့အတွက် လက်တလောပွဲမထိုးခိုင်းမှုစုံပြခဲ့ကြတယ်လို့လည်းသိရပါတယ်။ကျော်စောဝင်းအနေနဲ့ဒီပွဲအတွက်အစဉ်သင့်ဖြစ်အောင်ပြင်းပြင်းထန်ထန်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးကိုယ်လေးချိန်ကိုလည်း61 kg အထိချထားခဲ့လို့ဂျေတက်စစ်စစ်မှုအောင်မြင်ဖို့အတွက်ပါနေ့တိုင်းစောင့်ကြည့်ပြင်ဆင်ခဲ့ပေမဲ့ပွဲထိုးခွင့်မရသေးတဲ့အတွက်ရန်ကိုစိတ်ပြတ်မိကြောင်းဖွင့်ဟပြောကြားခဲ့ပါတယ်။ဒါ့ပေမဲ့လည်းပြည်သက်တွေအတွက်ဝန်သားဆရာတင်တဲ့ပုဂ္ဂိုလ်ကတော့ကျော်စောဝင်းရဲ့တန်ရာဟာအသေးစားလေးဖြစ်လို့ အမြန်ပြောက်ခွေးမှဖြစ်ပြီးပွဲစဉ်တစ်ခုကိုလည်းရရှိသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒါအပြင်မြန်မာဖိုက်တာတန့်စင်ရဲ့ပွဲစဉ်ကိုလည်းဝန်းချံမြေရှိကတရားဝင်ကြီးညာလိုက်ပြီးလို့သိရပါတယ်။စောစာဝင်းကသူ့ရဲ့ပွဲသစ်ဟာနောက်အပတ်မှာတန့်စင်လုံးနဲ့တညရယ်ဖြစ်နိုင်တယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့ပြီးမယ်။အတီတူးချက်ကိုတော့ဝန်းချံမြေရှိရဲ့တရားဝင်ကြီးညာတာကိုစောင့်နေရမှာဖြစ်ပါတယ်။ပိုပြီးစိတ်လုံရှားစရာကောင်းတာကတော့လာမယ့်ပြိုင်ပွဲမှာတန့်စင်စောစာဝင်းနဲ့ဘရိုနီကာတို့မြန်မာဖိုက်တာ၃ဦးစလုံး တညတည်းပတ်ဝင်လာဖို့နှုံမှန်းနေကြတာပဲဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးဖြစ်မြောက်လာမယ်ဆိုရင်တော့ဒီမှာအင်္ဂစားပြည်သက်တွေဟာတပြိုင်နက်တည်းရှင်ပြိုင်ရမယ်သူတို့အပိတ်ကြတဲ့ဖိုက်တာ၃ဦးအတွက်အပိတ်မှုအပြေဝပေးကြမယ်ဖြင့်မြန်မာလက်ဝေးရဲ့ကြီးမားတဲ့အတက်စရာမှတ်တိုင်တစ်ခုကိုလည်းစိုက်ထူနိုင်မှာသိကြပါတယ်ဒါကြောင့်မလို့လေလက်ရှိချိန်မှာတော့ကျော်စာဝင်းရဲ့ကျမ်းမာရေးအမြန်ဆုံးတက်တာရဖို့ဆုတောင်းပေးရင်ဝမ်ချမ်မြရှိရဲ့လာမယ့် 145A အတွက်ကျေဝင်တွဲဆိုင်ပြင်ညာချက်ကို ချက်ရထက်သန်စွာနဲ့စောင့်မျှော်နေကြပါပြီ။အထူးသဖြင့်ဝမ်ချမ်ပီယံရှစ်လိုကမ္ဘာအဆင့်မီစီမင်းကြီးပေါ်မှာမြန်မာဖိုက်တာတွေစင်ဆက်မပြတ်ခြိချနိုင်တာဟာမြန်မာရုပ်ရလက်ဝဲရဲ့အနာဂတ်အတွက်ကြီးမားတဲ့ခြေလှမ်းမှုဖြစ်ပါတယ်။တန်းစင်ဟာ1 Friday Fight မှာအတွေ့အကြုံရှိပြီးသားဖြစ်ပြီးသူ့ရဲ့ပွဲတိုင်းဟာကြီးကောင်းတဲ့ပွဲစဉ်တွေဖြစ်တတ်ပါတယ်။ Chronicle လိုအမျိုးသမီးဖိုက်တာတူပါဝင်လာတာကလည်းမြန်မာအမျိုးသမီးအကစားသမားတွေရဲ့စွမ်းရည်ကိုပြတ်တတ်ရရောက်ပါတယ်။စောစောဝင်းရဲ့ပွဲဥထွက်ကိုအလွန်မင်းစောင့်မျှော်နေခြင်းဟာလည်း သူရဲ့လက်ရှိလက်ဝဲစွမ်းရည်ပြင်ဝန်ချမြန်ရှိတဲ့ star တူဖြစ်နိုင်ချေကိုပါနေနေကြလို့ပဲဖြစ်ပါတယ်။ဒါကြောင့် Myanmar Fighter 3စလုံးကဒိုင်ယာအနာတရကင်းပြီးပွဲချင်းတွေဒီဗျူချက်တွေအများဆုံးထွက်ပေါ်လာကပြစ်သက်ကိုအားရကျင်းနေစီမဲ့ပွဲကောင်းတွေနဲ့တူနိုင်ငံကုံဆောင်နိုင်မယ်လို့ Myanmar ပြစ်သက်အားလုံးကယုံကြည်မျှော်လင့်နေကြပါတယ်။